2025ခုနှစ်မတ်လ28ရက်နေ့မှာပြင်အားခွန်တက်တမခွန်စကေးရှိတဲ့စကိုင်းပြက်ရွှေငလင်ကြောင့်မြန်မာနိုင်ငံတဝန်းနေအိမ်ပေါင်း13000ကျော်ဖရားပထူ280လုံးထိခိုက်ပျက်စီးသွားခဲ့ရပါတယ်။ NUG ရဲ့ထုတ်ပြန်ချက်အရနေအိမ်ပေါင်း13431လုံးဖရားစီတီပထူ280နဲ့လန်တရာများက53ခုထိခိုက်ပျက်စီးသွားခဲ့ရတယ်လို့ဆိုထားပြီးထက်တိုးလာဖို့တာရှိနေပါတယ်။ အတိမပြုတ်နိုင်တဲ့ထုတ်ပြန်ချက်တစ်ခုမှာတော့အိမ်ပေါင်း21,983လုံး၊ရုံးဌာန805လုံး၊ဝန်ထမ်းအိမ်ယာ135လုံးနဲ့ကျောင်း1,043လုံးပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ဆိုပါရယ်။ AB လ3ရက်နေ့အထိရရှိထားတဲ့စည်ရင်းတွေအရငလင်ကျောင်းလူသေးဆုံးသူ3,085ဦးရှိပြီးတော့ထိခိုက်ဒဏ်ရာရရှိသူ4,935ဦးနဲ့ပျောက်ဆုံးလူ341ဦးရှိတယ်လို့သတင်းထုတ်ပြန်ထားပါရယ်။ နေအိမ်တိုက်တာအဆအဦးတွေပျက်စီးဆုံးရှုံးမှုစီးရင်ကိုဂျိုဒုမြေပုံတွေကနေတဆင့်တွက်ချက်လို့ရပြီးတော့တရုတ်ဂျိုဒုအဆိုရဆိုထိခိုက်တဲ့အဆအဦး90ရာခန့်နှင်းဟာလုံးဝပျက်စီးသွားတာလို့ဆိုပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာမန္တလေးမြို့မှာငလင်တန်းကြောင့်ထိခိုက်ပျက်စီးခဲ့ရတဲ့အဆအဦးတွေကို database တိစောက်ပြီးဖော်ပြထားတာကိုတွေ့ရှိရပြီးတော့တမျိုးလုံးနီးပါးထိခိုက်နေတာကိုတွေ့ရှိခဲ့ရပါတယ်။ အမေရိကန်ဂျိုတုမြေပုံတွေအရာစကိုင်းမျိုးကိုအလဲကနေခွဲပြီးတော့ပြက်ရွှေ့ကြောကြီးဖြစ်နေတာကိုတွေ့ရှိရပြီးတော့ငလင်ဘိုချက်ဟာစကိုင်းတန်းရေခါအင်းဆေးရွာအနီးမှာဖြစ်တယ်လို့သိရှိရပါတယ်။ပြီးခဲ့တဲ့မက်လ28ရက်နေ့မှာဖြစ်ခဲ့တဲ့ငလင်တန်းကြောင့်လူနေအိမ်အဆောက်အဦပေါင်း2000ဝန်းကျင်ထိခိုက်ဆုံးရှုံးရဖွယ်ရှိနေပြီးတော့လက်ရှိအချိန်ထိကယ်ဆယ်ရေးလုပ်ငန်းတွေလှုပ်ဆောင်နေရတော့ပါ။ ငလင်ဘေးဒဏ်ထိခိုက်မှုတွေကိုကုစားဖို့အတွက်စစ်ကောင်စီကကျပ်ဘီလီယံ900ကျော်ကိုအသုံးပြုမယ်လို့ဆိုထားပြီးတော့လုပ်ငန်းရှင်တွေကကျပ်ဘီလီယံ130ခန့်ကိုလှူဒန်းထားပါတယ်။ NLD အစိုးရခေတ်မှာတဘာဝဘေးအန္တရာယ်ကာကွယ်ရေးရန်ပုံငွေကျပ်ဘီလီယံ400ကိုထားခဲ့ပေမဲ့စစ်ကောင်စီက2022မှာစီးပွားရေးလုပ်ငန်းရှင်တွေကိုချီးငွေအဖြစ်ပေးအပ်ခဲ့တာကိုတွေ့ရှိခဲ့ရပါတယ်။ ရလန့်အနေနဲ့အခုလိုပြင်းထန်တဲ့ငလင်လှုပ်ခတ်လာချိန်မှာတဘာဝဘေးအန္တရာယ်ကိုထိထိရရောက်အကူအညီမပေးနိုင်တဲ့အခြေအနေဖြစ်နေပြီးနိုင်ငံတကာကိုအကူအညီအတောင်းရတဲ့အခြေအနေဖြစ်လာခဲ့ပါတယ်။လက်ရှိအချိန်မှာနိုင်ငံတကာကနေအကူအညီထောက်ပံ့ငွေအမေရိကန်ဒေါ်လာတန်90နီးပါးရရှိထားပြီးတော့ယခင်တခြားနိုင်ငံတွေမှာငလင်ဖြစ်ခဲ့ရင်ရရှိတဲ့အလူငွေတွေထက်စာရင်အဆအများစွာနှေးပါးနေစေဖြစ်ပါတယ်။မြန်မာပြည်သူများအားလုံးဘေးအန္တရာယ်ကင်းရှင်းကြပါစေ။ စစ်ကောင်စီခေါင်းဆောင်တက်ရောက်နေတဲ့ BIMSTEC ဆိုတာပါပါလေ BIMSTEC ဆိုတဲ့အတိတ်ဘယ်ကမင်္ဂလာပင်လယ်အော်စီးပွားရေးနဲ့နှီးပညာဆိုင်ရာဘက်ဆုံပူပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်းလို့ခေါ်ပါတယ်ဘင်္ဂလားဒေ့ရှ်အိန္ဒိယမြန်မာတီရီလင်္ကာဘူတန်နီပေါနဲ့ထိုင်းနိုင်ငံတို့ပါဝင်ထားပြီး1996ခုနှစ်ကတည်းကစတင်ဖွဲ့စည်းထားတာဖြစ်ပါတယ် အဖွဲ့ဝင်နိုင်ငံများအကြားစီးပွားရေးနှိပညာနဲ့ဖွံ့ဖြိုးရေးနယ်ပယ်များမှာအပြန်အလှန်ပေါင်းစည်းပြီးဆောင်ရွက်ကြဖို့ရည်ရွယ်ထားတာဖြစ်ပါတယ်။စစ်ကောင်စီဟာထိုင်းနိုင်ငံကိုအဆိုပါအစည်းအဝေးကိုတက်ရောက်ဖို့အေပီလ3ရက်နေ့ကရောက်ရှိလာခဲ့ပြီးထိုင်း၊အိန္ဒိယနဲ့နီပေါ်တို့နဲ့လည်းတီချားတွေ့ဆုံထားပါတယ်။ BIMSTEC အဖွဲ့အစည်းမှာလူဦးရေ1.3ဘီလီယံနေထိုင်ကြပြီးတော့ GDP တန်ဖိုးက American Dollar 5.2 Trillion အထိရရှိနေတာပါ ဒီအဖွဲ့အစည်းနိုင်ငံတွေကြားမှာကန္တာ14ကိုတာဝန်ယူထားကြပြီးတော့မြန်မာနိုင်ငံကစွမ်းအင်နဲ့စိုက်ပျိုးရေးကန္တာကိုဥဆောင်နေရာယူထားပါတယ်။စစ်ကောင်စီခေါင်းဆောင်အတွက်တော့ပထမဦးဆုံးချိန်ထိုင်းနိုင်ငံကို လာရောက်ပြီးအာဆီယံအတိုင်းဝိုင်းထဲဝင်ခွင့်ရဖို့ပထမဦးဆုံးခြေလှမ်းဖြစ်နေပါတယ်။ BIMSTEC အစည်းအဝေးကိုလက်ရှိထိုင်းနိုင်ငံဘန်ကောက်မြို့ကရှန်ဂရီလာဟိုတယ်မှာကျင်းပနေပြီးလမ်းတွေချိတ်ဖို့ဆွေးနွေးနေကြပါတယ်။ မြန်မာနိုင်ငံဟာအဖွဲ့ဝင်နိုင်ငံတွေထဲမှာအလဲဘဟုကြတဲ့နိုင်ငံဖြစ်တာကြောင့်ကလတန်ဘက်ဆုံဖွံ့ဖြိုးရေးစီမံကိန်းနဲ့အိန္ဒိယမြန်မာထိုင်းလန်းတွေကအရေးပါပါတယ်။လက်ရှိမြန်မာဟာငလင်းနံကြောင့်အဆိုးရွားဆုံးထိခိုက်ခံစားနေရပါတယ်။မြန်မာပြည်မှာငလင်းဘေးဒဏ်ခံရမှုကနေလုံးဝလွတ်ကင်းနိုင်တဲ့နယ်မြေရှိတယ်ဆိုတာသိကြပါသလား။ဒီရက်ပိုင်းမြန်မာပြည်မှာပြင်းထန်ငလင်းဒဏ်ကြောင့်လူတွေအများစုကြောက်ရွံ့ထိတ်လန့်နေကြတဲ့အခြေအနေမှာရှိနေကြပါတယ်။ အထူးသဖြင့်ရန်ကုန်လိုမြို့ပြဒေသတွေမှာငလင်ဘေးဒဏ်ကိုအထူးစိုးရိမ်နေကြရပြီးလူကင်းရနေရာကိုရှာဖွေနေကြပါတယ်။မြန်မာနိုင်ငံမြေမျက်နှာသွင်းပြင်အနေထားနဲ့မြေကြီးတည်နေရာအရာငလင်ဘေးဒဏ်ကနေလုံးဝလူကင်းနိုင်တဲ့နေရာက ရှာပါပါတယ်။ဒီလိုရှာပါနေတဲ့အထက်ကမှတဘာဝဘေးဒဏ်တွေဖြစ်တဲ့ငလင်ဘေးဒဏ်၊ဆူနာမီလိုရေကြီးတဲ့ဒဏ်၊မိတောင်ပေါက်ကွဲမှုဒဏ်တွေကနေပါလူကင်းနိုင်တဲ့နေရာတော့ရှိနေပါတယ်။ ဒီနေရာကဘယ်နေရာလဲဆိုရင်တော့မြန်မာနိုင်ငံအောက်ပိုင်းဒေသတွေဖြစ်တဲ့ထဝယ်မြိတ်နယ်ကော့တောင်းဒေသတွေဖြစ်ပါတယ်။ဒီမြို့နယ်ဒေသတွေကိုငလင်ဘေးဒဏ်ကနေလွတ်ကွင်းနိုင်ကြောင်းပညာရှင်တွေကသာအတိမတ်ပြုထားကြပြီးတော့ဆူနာမီဒဏ်ကနေပါလွတ်ကင်းနိုင်ပါတယ်။ထဝယ်မြို့မြိတ်မြို့တွေဟာငလင်ဒဏ်ပြင်းအားပြောတဲ့ဒေသတွေဖြစ်ပြီးတော့မြန်မာပြည်မှာငလင်ဘေးဒဏ်အလွတ်ကင်းဆုံးမြို့တွေဖြစ်ကြပါတယ်။ တဘာဝဘေးဒဏ်ဟာရှောင်လွှဲလို့မရတဲ့အရာဖြစ်ပေမဲ့ပြက်ရွှေ့ကြောတွေနဲ့ဝေးကွာလေးလေးပြင်းအားပြော့လေးလေးဖြစ်ပြီးလုံခြုံမှုရှိပါတယ်။တချို့ပညာရှင်တွေကဖအံနဲ့မော်လမြိုင်မျိုးတွေဟာလည်းငလင်တန်းအားအပြော့ဆုံးခံရတဲ့နေရာတွေမှာတည်ရှိတယ်လို့ဆိုထားကြပါတယ်။မိတို့ဆိုစေမြန်မာပြည်အောက်ပိုင်းဒေသတွေဟာတခြားနေရာတွေထက်ငလင်တန်းအပြော့ဆုံးခံရတဲ့ဒေသတွေဖြစ်ပြီးတော့လူနေနေပါပါတယ်။ ပြီးခဲ့တဲ့အေပီလာနှစ်ရက်နေတုန်းကအင်ဒိုနီးရှားနိုင်ငံကမိသောင်ရှင်တစ်ခုဖြစ်တဲ့မောင်မရက်ပီပောက်ကွဲပြီးပြာမုံလွတ်ထုတ်ခဲ့ပါတယ်။ပြာမုံပောက်ကွဲထွက်ခဲ့တဲ့အချိန်ဟာအမြင့်ပေပေါင်း4900ပေအထိလွန့်တက်ခဲ့ပြီးတော့နျူကလ িয়ার ဘုံကျဲချတာနဲ့တူနေပါတယ်။ Oh my god ။ဒီမိသောင်ဟာကဘာမှာအန်ဒီရဲ့အရှိဆုံးနဲ့ပောက်ကွဲနေစေမိသောင်ရှင်တစ်လုံးဖြစ်ပြီးတော့အင်ဒိုနီးရှားကရှေဟောင်ဗုဒ္ဓဘုရားကျောင်းနဲ့အတော်လေးနီးပါတယ်။ကဘာပေါ်မှာအန်ဒီရဲ့အရှိဆုံးမိသောင်တစ်လုံးဖြစ်ပေမဲ့ ထက်တဲ့ယုတ်ခိခါတာမြို့တော်ရဲ့အမြောက်ဖက်ချမ်းမှာတည်ရှိနေတာပါအကြာခဏစဉ်ကိုပောက်ကွဲလေးရှိပြီးမြေအေဘီလာ၂ရက်နေမှာတော့ပြင်းထန်တဲ့အချိန်နဲ့ပောက်ကွဲခက်ကမိတောင်ပြာမှုတ်ကိုလွန်းထုတ်ခဲ့ပါတယ်ပေပေါင်း9000နီးပါးအထိလွန်းထုတ်ခဲ့တာမို့အနီးပတ်လေကမြို့ရွာတွေကနေအကုန်မြင်တွေ့ခဲ့ရပြီးတော့လူတွေကတော့ထိခိုက်မှုတော့မရှိခဲ့ဘူးလို့သိရပါဗျ။အင်ဒိုနီးရှားနိုင်ငံမှာပောက်ကွဲနေစဲမိတောင်ရှင်ပေါင်း130ခန့်ရှိပြီးတော့ကမ္ဘာပေါ်မှာပောက်ကွဲနေစဲမိတောင်အများဆုံးရှိတဲ့နိုင်ငံဖြစ်ပါတယ်။ မောက်မရပီဟာ2025ခုနှစ်ဇန်နဝါရီလ23ရက်နေ့ကလည်းပောက်ကွဲခဲ့ပူပြီးအခုအေပီလ2ရက်နေ့မှာတော့အပြင်းထန်ဆုံးအတန်နဲ့ပြာမုတ်လွှန့်ထုတ်ခဲ့ပါတယ်။ဒီမိတောင်ပောက်ကွဲမှုဟာမြန်မာပြည်ကငလင်လှုပ်ခတ်မှုနဲ့ဆက်ဆက်မှုရှိမရှိ မသိရသေးပေမဲ့အန်ဒီရဲ့အများဆုံးမိတောင်အရှင်ဖြစ်စောင့်ကြည့်နေရဆဲပါ။အားလုံးကိုကျေးဇူးတင်ပါတယ်။ ရခိုင်ပြည်နယ်မအောင်မြို့နယ်ထက်ကရွှင်မီးတောင်တစ်ခုဟာ2025ခုနှစ်ဧပြီလ၂ရက်နေ့မှာ မီးလောင်ပေါက်ကွဲခဲ့ပါတယ်။မအောင်ကျွန်းပေါ်မှာရွှင်မီးတောင်နေရာတစ်ခုရှိပြီးတော့ငကားရွာလို့ခေါ်တဲ့ကျေးရွာမြောက်ဖက်ချမ်းမှာတည်ရှိပါတယ်။ဒီသတင်းကိုဧပြီလ6ရက်နေ့ကြမှာသာ social ပေါ်မှာတက်လာပြီးတော့ဖော်ပြချက်တွေအရဧပြီလ၂ရက်နေ့နေ့လယ်ကဖြစ်စဉ်လို့ဆိုပါတယ်။ ဒီရွှွန်မီးတောင်တွေဟာပွက်နေလဲရှိပြီမယ်ပောက်ကွဲတာလုံးဝမရှိပဲအခုပောက်ကွဲတာကအတော့ကိုကြီးကြီးမားမားပောက်ကွဲနေခဲ့တာပါမန်အောင်မျိုးနဲ့ဟာကျွန်းတကျွန်းဖြစ်ပြီးတော့ကြောက်ဖြူရဲ့တောင်ဖဲငပလီကန်းချီရဲ့အနောက်မြောက်ဖက်ချန်းကရခိုင်ကမ်းရိုးတန်းပေါ်မှာတည်ရှိပါတယ်ရွှွန်မီးတောင်ဆိုတာကဘာမြေလွှာအောက်ထဲမှာချိုရီတန်းငွေတို့နဲ့ရေပူတို့ပေါင်းပြီးမြေမျက်နှာပြင်ပေါ်ထိုးထွက်လာတဲ့မီးတောင်အမျိုးအစားဖြစ်ပါတယ် မီးတောင်တွေလိုလူကိုအန္တရာယ်ပြုလောက်တဲ့အထိကြီးမားလေးမရှိပင်မယ်အခုမန်းအောင်ကျွန်းကရှင်မီးတောင်ပေါက်ကွဲမှုကတော့အတော့ကြီးမားပါလေပြီးခဲ့တဲ့မက်လ28ရက်နေ့ကအပြင်းထန်ဆုံးစကိုင်းကနေလှုပ်ခတ်ပြီးတဲ့နောက်အလင်းအသေးပေါင်းရာချီလှုပ်ခတ်နေရမှာရခိုင်ကလည်းအကျိုးတက်ရောက်ခဲ့ပါတယ်မြန်မာနိုင်ငံကနာမည်ကြီးမင်းဘူးနကပ်ပွတ်ရှင်မီးတောင်ဟာရုတ်တရက်ပွတ်တာရက်သွားခဲ့ပြီးနောက်ရခိုင်ပြည်မှန်အောင်ကရှင်မီးတောင်ကတော့ပောက်ကွဲသွားခဲ့ပါတယ် ဘာမဆိုပိတ်ဖို့တာအစီအစဉ်ရှိတဲ့စစ်ကောင်စီဟာအေပီလာ3ရက်နေ့ကနေစပြီးခီးသွွားဗီဇာလို့ခေါ်တဲ့တိုးရစ်ဗီဇာကိုပိတ်ပင်လိုက်ပါပြီ။အခုလိုတိုးရစ်ဗီဇာကိုပိတ်ပင်လိုက်တဲ့အတွက်မြန်မာနိုင်ငံကိုပြည်ပခီးသွွားဧည့်သည်တွေဝင်ရောက်လာနိုင်တော့မှာမဟုတ်ပါဘူး။နိုင်ငံခြားသားတွေဟာတိုးရစ်ဗီဇာနဲ့မြန်မာပြည်ထဲဝင်ရောက်လာခြင်းကိုယာယီပိတ်လိုက်တာလို့ဆိုပြီးဗီဇာနဲ့ပဲလာလို့ရပါတော့မယ်။ ငလင်ပေးတံကြုံဆုံနေရတဲ့ကာလအတွင်းမြန်မာပြည်ကိုနိုင်ငံခြားသားခီးသွားဧည့်သည်တွေဝင်ရောက်လာခြင်းကိုပိတ်ပင်လိုက်တာဖြစ်ပါတယ်။ဘာကြောင့်ပိတ်ပင်လိုက်တယ်ဆိုတာကိုအတိအကျမသိရပေမဲ့အခုလိုပိတ်ပင်လိုက်တာကြောင့်ခီးသွားကန္တကိုအကျိုးသက်ရောက်လာစေတော့မှာပါ။လက်တလောကြုံတွေ့နေရတဲ့ငလင်ကြောင့်တူရီဗီဇာကိုအေပီလ3ရက်နေ့ကနေစတင်ပိတ်ပင်လိုက်တယ်လို့ လာဝကကထုတ်ပြန်ထားပါတယ်စစ်ကောင်စီဟာငလင်ဘေးဒန်းကိုတရင်ယူကြမယ်ပြပတရင်သမားတွေကိုလည်းဝန်ခွင့်ပြုမှာမဟုတ်ဘူးလို့လည်းပြောဆိုထားပါသေးတယ်အခုလို ခီးသွွားဗီဇာပိတ်ပင်လိုက်တာဟာပြပခီးသွွားတွေငလင်ဘေးဒန်းတင်းတဲ့ဒေသတွေကိုရောက်ရှိမှတ်တမ်းတင်တာမျိုးကိုတားဆီးဖို့လို့ယူဆရပါတယ်ထိုင်းနိုင်ငံကတော့ငလင်လှုပ်ကပ်ပြီးနောက်နိုင်ငံတကာတရင်သမားတွေနဲ့ခီးသွွားဧည့်သည်တွေကိုဝန်ခွင့်ပြုလို့နိုင်ငံတကာကပူပြီးစာနာကိယူနာတက်ခဲ့ကြပါတယ် ထိုင်းနိုင်ငံမှာရောက်နေတဲ့မြန်မာတွေအနေနဲ့ဘယ်မြို့ဒေသတွေမှာအလုပ်လုပ်ကြမယ်ဆိုရင်ဝန်ငွေအကောင်းဆုံးဖြစ်မှာလဲကိုသိကြပါရဲ့လား2025ခုနှစ်အတွက်ထိုင်းနိုင်ငံမှာတဦးချင်းဝန်ငွေအကောင်းဆုံး KI ဒေသ10ခုရဲ့အမိစင်းထွက်ပေါ်လာပြီဖြစ်တာကြောင့်အလုပ်ရှာမဲ့သူတွေကိုအကျိုးရှိစေပါတယ်ဘာကြောင့်လဲဆိုရင်ထိုင်းနိုင်ငံရဲ့တဦးချင်းဝငွေကောင်းမွန်တဲ့ဒေသတွေမှာမြန်မာတွေလည်းတွားရောက်လုပ်ကင်ကြမယ်ဆိုရင် ကောင်းမွန်တဲ့ဝငွေရရှိကြမှာပါ တူးချင်းဝငွေကောင်းကြလေလေငွေကြေးသုံးဆွဲမှုနဲ့ဝယ်ယူမှုအားများလေလေဖြစ်တာကြောင့်ဝငွေကောင်းတဲ့အလုပ်ရချင်တဲ့မြန်မာလူသားတွေအနေနဲ့ဝငွေရရှိမှုကလည်းကောင်းစေပါတယ်။ထိုင်းနိုင်ငံမှာတူးချင်းဝငွေအကောင်းဆုံးမြို့နယ်၁၀ခုမှာအဆင့်၁၀ကတော့နှခွန်ပထွန်ဒေသဖြစ်ပြီးတော့တူးချင်းဝငွေကတော့အမေရိကန်ဒေါ်လာ9190ခွန်ရှိပါတယ်။ ဆင့်ကိုကစမူပရာဂန်ဒေတာဖြစ်ပြီးတော့တူးချင်းဝငွေဒေါ်လာ6303ဖြစ်ပြီးအဆင့်8ကတော့ဆာရာဘူရီဖြစ်ပြီးတူးချင်းဝငွေကဒေါ်လာ1013ဖြစ်ပါတယ်။အဆင့်9ကစမူစခွန်ဒေတာဖြစ်ပြီးတူးချင်းဝငွေဒေါ်လာ1064ဖြစ်ပြီးတော့အဆင့်6ကပရီချင်းဘူရီဖြစ်ပြီးတူးချင်းဝငွေကဒေါ်လာ1185ဖြစ်ပါတယ်။ အဆင့်၅ကပရဏခွန်စီအယုဒယဒေတာဖြစ်ပြီးတော့တူးချင်းဝငွေဒေါ်လာ12456ရကအဆင့်၄ကခြားခြားဆောင်းဖြစ်ပြီးတော့တူးချင်းဝငွေကဒေါ်လာ14232ဖြစ်ပါတယ်။အဆင့်၃ကချွန်ဘူရီဒေတာဖြစ်ပြီးတော့တူးချင်းဝငွေဒေါ်လာ13324ရရှိကအဆင့်၂ကဘန်ကောက်မီတာဘူလီဖြစ်ပြီးတော့တူးချင်းဝငွေကဒေါ်လာ19633ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာတဦးချင်းအလိုက်ဝန်ငွေအကောင်းဆုံးဒေတာကတော့ရယောင်းဒေတာဖြစ်ပြီးတော့တဦးချင်းဝန်ငွေအနေနဲ့အမေရိကန်ဒေါ်လာ28,366ရရှိကြတာတွေ့ရှိရပါတယ်။နာမည်ကျော်ပတရားမျိုးရဲ့တောင်ဖက်ပိုင်းမှာတည်ရှိတဲ့ရနှောင်းမျိုးဟာမြန်မာလုံသားတွေလည်းအများကြီးရှိတာတွေ့ရှိရပြီးတော့ထိုင်းနိုင်ငံမှာတဦးချင်းဝန်ငွေအကောင်းဆုံးဒေတာအဖြစ်ရပ်တည်နေတာပါ။